င်္ဂလာပါရှင်အခုချိန်ကစပြီးမြန်မာတက္ကသိုလ်1389ခုနှစ်ဒဇမုံလဆုပ်ကိုရက်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာ13ရက်နေ့အတွက် PSM News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျမတို့ဆွမ်းနွေပါရှင်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ ကမ်ဘလူးမှခင်ဦးတို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တက်တိုက်ခိုက်ခံရပြီးစစ်ကြောင်းမှုအပေါင်းဝင်90ခန့်တေဆုံးကစစ်တုံးမအများပြားဖမ်းဆီးရမိတဲ့သတင်းကို တင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းကမ်းမလူမြို့နယ်မှာခေဥမတ်တို့စစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်နဲ့ပြူစောတီအင်အား120ကန်းရှိစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတများကတိုက်ခတ်ခဲ့ရာစစ်ကြောင်းမှုအပါအဝင်စစ်ကောင်မရှင်တပ်သား90ခန့်တိုက်ဆုံးခဲ့ပြီးစစ်သုံးပန်း15ဦးနဲ့လက်နက်ခရများရရှိခဲ့ကြောင်းတော်လိုင်းသိမ်းမြများထံမှသိရပါဗါဒတော်လိုင်းပူပေါင်းတများဟာကမ်းမလူမြို့နယ်ဝတ်တိုးကြီးရွာရှိစစ်အထိုင်းစခန်းမှခေဥမြို့နယ်ဘက်သို့အင်အား119ဦးခန့်ဖြင့်စစ်ကြောင်းထိုးလာသော တက်မ33လောက်အောက်ခန်းစစ်ကော်မရှင်နဲ့ပြူစောတီပူပေါင်းစစ်ကြောင်းကို မနေ့ကနိုဝင်ဘာ2ရက်နနက်8:50မိနစ်ခန့်ကကမ်းမလူမြို့နယ်ရင်းတိုင်ရွာအနီးမှာပိတ်ဆို့တိုက်ခတ်ခဲ့ခြင်းဖြစ်ပါတယ်။တိုက်ပွဲမှာ၃နိုင်ကျော်ကြာမြင့်ခဲ့ပြီးစစ်ကော်မရှင်တပ်ဖက်မှစုဖွဲ့မှုပျက်စီးကဖယောပရဲစုတ်ခွာထွက်ပြေးခဲ့ရပြီး 24ဦးခန့်သားအထိုင်းစခန်းသို့ပြန်လည်ရောက်ရှိသွားကြောင်းသိရပါတယ်။တိုက်ပွဲမှာသူတို့ဘက်ကစစ်ကောင်မရှင်စစ်ကြောင်းမှုပါတိုက်ဆုံသွားတယ်။24ကောင်လောက်ကတော့ဝတ်တိုးအထိုင်နဲ့ပြန်ဝင်သွားနိုင်ခဲ့တယ်။သူတို့ဘက်ကအထိနာတော့မိုးရွာနမခခကနေဂျိုင်ယိုကော်ပတာ3စီးနဲ့2ကြိမ်လေကြောင်းတိုက်ခတ်ခဲ့ပြီးပြန်ခောက်သွားပါတယ်လို့မြေပြင်ရှိတော်လိုင်းသိမ်းမြများက PSM ကိုပြောပါရတယ်။တိုက်ပွဲအတွင်းစစ်ကောင်မရှင်ဘက်မှစစ်3ဘက်55ဦးအပြင် MA1 တနက်2လက် ် MA3 တနက်2လက် MA4 တနက်2လက် G3 တနက်9လက် MA6 တနက်2လက် MAN တနက်2လက်ကာပိုင်တနက်9လက်စလီယာတနက်2လက်အပြင်လေးလက် drone တစ်စင်းဂျမအကြီးတစ်လုံး power station တစ်လုံးလက်တော်တစ်လုံး50မမဘုံတစ်လုံးအင်နာဂါသုံးလုံးတို့ကိုတင်းစီရရှိခဲ့ကြောင်းတလိုင်းအင်အားစုထံမှသိရပါဗျ အဆိုပါတိုက်ပွဲကိုကံဘလူခရိုင်ပကဖော့ကာဘိုးတိုက်နယ်ပကဖော့ကြောက်တိုင်းပကဖော့ရေဦးမြို့နယ်လက်ယုံပကဖော့ခင်ဦးပကဖော့ PDF ပလဖစုဖွဲ့တခွဲတို့ပူပေါင်းပါဝင် တက်ခတ်ခဲ့ကြောင်းသိရပါတယ်။စကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖော့ကလည်းရန်သူစစ်ကြောင်းအထည်နာခဲ့ပြီးတုံပန်းနဲ့လက်နယ်ခရဲများတင်စီရမိခဲ့ကြောင်းတိုက်ပွဲသတင်းထုတ်ပြန်ချက်မှဖော်ပြထားပါတယ်ရှင်။ ဆက်လက်ပြီးကဏီမျိုးနယ်ရှိပြည်သူများအားထားရာ တိုက်နယ်စီယုံကိုစစ်ကောင်မရှင်းကလေကြောင်းပုံကျဲလို့ရှစ်ဦးသေဆုံးတဲ့တရင်ကို တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရင်မပင်ခရိုင်ကဏီမြို့နယ်မြောက်ချမ်းရှိဝိမနာတိုင်နယ်စေယုံကိုနိုဝင်ဘာ17ရက်နံနက်ပိုင်းကစစ်ကောင်မရှင်ကစက်တက်လေရီဖြင့်ဘုံကျချခဲ့ခြင်းကြောင့်စေယုံဝန်တန်းတအုအပါဝင် ပြည်သူ10ဦးသေဆုံးခဲ့ကြောင်းဒေသခံများထံမှသိရပါဗျာ မိုးရွာအခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခမတက်လာတဲ့စစ်ကောင်မရှင်ရဲ့စစ်တပ်လီဒီဟာနိုဝင်ဘာ17ရက်နေ့နဲ့9နာရီခန့်ကအင်ဂျီတထောင်ကျော်နဲ့လူဦးရေ9000ဝန်းကျင်ရှိတဲ့ဝိမနာချေးရွာအနီးရှိစေယုံကိုဘုံကျဲချခဲ့ခြင်းဖြစ်ပါတယ်။မိုးရွာနမခကနေပါရာမိုတာစက်တက်လီဒီနဲ့လာကျဲတော်တာပါ ဘုံကစေယုံရဲ့မွေးလူနာဆောင်နဲ့ခြေလက်ကျိုးတာတွေကိုကုသပေးနေတဲ့အဆောင်ဘကိုကြတာတစ်ဆုံးသူရှိဦးရှိသွားပြီးစေယုံတက်နေသူတွေကများတော့တစ်ဆုံးသူနဲ့ထိခိုက်ဒဏ်ရာရသူတွေအများကြီးရှိနေပါတယ်လို့ကဏီရှိဒေတာခန်တူက PSN ကိုပြောပါတယ်စေယုံဘုံကျက်ခံရခြင်းကြောင့်တစ်ဆုံးထိခိုက်ဒဏ်ရာရသူများတဲ့ကလေးသူငယ်များအပေါင်းဝင် လာရောက်စေဝါကုသမှုခံယူနေတဲ့လူနာအများပြားနဲ့စေကုသမှုပေးနေသူများပါ ထိခိုက်မှုရှိကြောင်းသိရပါတယ် ။စေယုံကတော့လူနာဆောင်၃ဆောင်ပျက်စီးသွားတယ်။ခွဲစိတ်ဆောင်ကတော့တကားပဲပြတ်တယ်ဗျလို့ဒေတာခန်ကဆက်လက်ပြောချပါရယ်။စကမရှင်ကဘုံချတခတ်ခဲ့တဲ့အဆိုပါဆေးရုံဟာဝိမနာကြေးရအပါဝင်အနီးနားရှိကြေးရများနဲ့ကဏီမြို့နယ်ဒေသပြည်သူများအားထားနေရတဲ့ဆေးရုံတစ်ခုဖြစ်ကြောင်းသိရပါတယ်ရှင်။ ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံကသတင်းတွေကို PSN News ရဲ့ Wine.thu မခင်လေးစုံကတင်ပြပေးသွားပါမယ်ရှင်။မင်္ဂလာပါရှင်။ PSM News ရဲ့နိုင်ငံတကာသတင်းတွေကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ American ဟာ Syria သမ္မတ Ahmed al-Sharaa ကိုအကြမ်းဖက်ဆင်းကနေဖယ်ရှားပြီးတဲ့နောက်သမ္မတ Trump ကအင်ပီရိုမှာတွေ့ဆုံခဲ့တဲ့အကြောင်းအရာကိုပြောပြပေးပါမယ်။ Syria သမ္မတ Ahmed al-Sharaa ဟာ November 10ရက်နေ့တနင်္လာနေ့က American သမ္မတ Trump နဲ့အင်ပီရိုမှာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်။ အမေရိကန်အစိုးရအနေနဲ့အရင်ကအကြမ်းဖက်သမားအဖြစ်သတ်မှတ်ပြီးဒေါ်လာ10သန်းစုငွေထုတ်ခြင်းခံရရသူကိုအခုလိုတွေးဆမှုဟာအမကန်အလဲပြောင်းတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဒီလိုတွေ့ဆုံရမှာဆီးရီးယားပေါ်အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့အရေးယူမှုတွေတရားဝင်ရုပ်သိမ်းရေးအတွက်ဆွေးနွေးမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့မျှော်လင့်ရပြီးပိတ်ဆို့မှုတွေရုပ်သိမ်းရေးကိုတော့ပြီးခဲ့တဲ့မေလအတွင်းမှာတမရထရန့်ရဲ့အမိန့်နဲ့စတင်ခဲ့တယ်လို့သိရပါဗျာ။ စီးရီးယားပေါ်ပိတ်ဆို့အရေးယူမှုတွေကိုဖယ်ရှားခဲ့တော့လဲအခင်သမရ LR ဆက်နဲ့ဘူပေါင်းပါဝင်သူတွေလူခွေရေးချိုးဖောက်သူတွေမွေးရဆေးဝါးကုန်ကူးသူတွေဓာတ်ရုပ်လက်နက်နဲ့ဆက်ဆက်သူတွေ IS နဲ့၎င်းတို့ရဲ့တွဲဖက်တွေအီရန်ရဲ့ကိုယ်စားလှယ်တွေပေါ်ပိတ်ဆို့အရေးယူမှုတွေကိုတော့ဆက်လက်ထားရှိတယ်လို့အင်ဖြူရောပြောရေးဆိုခွင့်ရှိသူ Caroline Levis ကပြီးခဲ့တဲ့ဇွန်လကပြောကြားခဲ့ပါတယ် အမေရိကန်သမ္မတရဲ့မေးလကြေညာချက်မတိုင်မီကပဲအေရှာရာအာရဲ့အသွင်ကူးပြောင်းရေးအစိုးရဟာပိတ်ဆို့မှုတွေကိုရှော့ချပေးဖို့လာပေါင်းများစွာကြားတောင်းဆိုခဲ့ပေမဲ့လည်းတခြားသောအရေးယူမှုတွေကိုတော့ကွန်ကရက်ကနေတရားဝင်ပြန်လည်ရုပ်သိမ်းဖို့လိုအပ်နေဆဲဖြစ်ပါတယ်။အရင်က LKDA နဲ့ဆက်ဆက်တဲ့အဖွဲ့အစည်းတစ်ခုရဲ့ခေါင်းဆောင်ဖြစ်ခဲ့သူအေရှာရာအာဟာစီးရီးယားနိုင်ငံကိုရောက်ရှိလာပြီးတဲ့နောက် Islamist အစွန်းရောက်ဝါဒကိုဆွန့်လွတ်ခဲ့ပါတယ်။အဲဒီနောက်အာနာရှင်ဟောင်းဘာရှာ LRZ ရုရှားကိုထွက်ပြေးတဲ့အထိဒေါ်လာရေးအဖွဲ့တွေကိုဦးဆောင်ပြီးတိုက်ပွဲဝင်ခဲ့တာပါ။ အခုခါမှာတော့ Asia Ra Ha အရင်စီးရီးယားသမ္မတဟောင်း LRSEC လိုမျိုး American နဲ့တခြားနိုင်ငံတွေကဆယ်စုနှစ်များစွာချမှတ်ထားတဲ့ပိတ်ဆို့အရေးယူမှုတွေကြောင့်နင်းနာမှုတွေထပ်မံမဖြစ်စေဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်ရှင်။ဆလာဘီတရုတ်အစိုးရအလို့ရှိနေတဲ့ကြားဖြန့်ခေါင်းဆောင်ရှီကြည်ကျန်းကိုထိုင်းနိုင်ငံကလွှဲပြောင်းပေးအပ်တယ်ဆိုတဲ့အကြောင်းအရာကိုတင်ပြပေးပါမယ်။ အရှိတောင်အာရှဒလာနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်တယ်လို့တန်နေရနေ။ထိုင်းနိုင်ငံဘန်ကောက်အချင်းထောင်မှာဖန်စီထိမ့်သိမ်းထားတဲ့ရှီကြည်ကျန်းကိုနိုဝင်ဘာလ12ရက်ဗုဒ္ဓဦးနေ့ကတရုတ်အာဏာပိုင်တွေထံကိုလွှဲပြောင်းပေးအပ်လိုက်ပြီလို့သိရပါတယ်။ထိုင်းနိုင်ငံရဲ့အမျိုးသားလုံခြုံရေးကိုချင်းချောက်တယ်လို့ယူဆထားတဲ့တရုတ်နိုင်ငံဘွားကမ်ဘောဒီးယားနိုင်ငံသားဖြစ်ခံယူထားသူရှိဟာတရားမဝင်လောင်းကစားခိုင်းနေဖွင့်လှစ်ထားမှုနဲ့တရုတ်နိုင်ငံကအလိုရှိနေသူလည်းဖြစ်ပါတယ်။ရှီကို2022ခုနှစ်ကဘန်ကောက်မှာဖမ်းဆီးခဲ့တာပါ။တရုတ်အာဏာပိုင်တွေကဒီတန်တရားတရားခံကိုလွှဲပြောင်းပေးဖို့တောင်းဆိုခဲ့မှုအပေါ်ထိုင်းအစိုးရကအပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့တာပါ။ တရုတ်အစိုးရကလည်းကြားဖြန့်လိမ်လည်မှုစင်တာတွေကိုတိုင်တွဲဖြည့်ရှင်းရမှာကူညီဖို့နဲ့ပြင်းပြင်းထန်ထန်နှိမ်နင်းမှုကြိုးပမ်းအားထုတ်မှုတွေကိုအရှိန်မြှင့်လှုံ့ဆော်မယ်လို့အမခံထားပါတယ်လို့တော်ဝင်ထားရဲတပ်ဖွဲ့ရဲ့လက်ထောက်ရဲချုပ်ဂျီရောဘူရီဒေ့ချ်ကသတင်းထောက်တွေကိုပြောကြားခဲ့ပါတယ်ဘန်ကောက်မှာရှိတဲ့တရုတ်တန်ရုံရဲ့နိုင်ငံရေးအကြံပေးပုဂ္ဂိုလ်ကြောင့်မိန်ထောင်းကလည်းရှီကိုလွှဲပြောင်းပေးအပ်မှုအတွက်ထိုင်းနိုင်ငံကိုစိတ်ရင်းမှန်တဲ့ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့ပါတယ်။အခုလွှဲပြောင်းမှုဟာတရုတ်နဲ့ထိုင်းကြားတရားစီရင်ရေးနဲ့ဥပဒေစိုးမိုးရေးနယ်ပယ်မှာအဆင့်မြင့်ပူးပေါင်းဆောင်ရွက်မှုကိုတည်တည်ပြနေကြောင်းလည်း၎င်းကဆက်လက်ပြောကြားထားပါတယ်။ တမရရှိချင်းဖြင့်ကအိန္ဒိယနိုင်ငံတွေမှာရှိတဲ့စိုက်ဘာလိငယ်မှုတွေကိုနှိမ်နင်းမှုထိုင်းနိုင်ငံရဲ့အကျိုးပန်းမှုတွေကိုထောက်ခံကတိပြုခဲ့ပြီးတဲ့နောက်ထိုင်းအာဏာပိုင်တွေကအခုနှစ်ဖေဖော်ဝါရီလမှာမြန်မာနိုင်ငံမှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေမှာလုတ်ကိုင်နေခဲ့တဲ့တရုတ်နိုင်ငံသားအများအပြားကိုတရုတ်နိုင်ငံကိုပြန်ပို့ပြီးနှိမ်နင်းခဲ့တာဖြစ်ပါတယ်။အဲဒီနှိမ်နင်းမှုတွေအပြီးမှာတော့ရှီကိုထပ်မံလွှဲပြောင်းခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်နဲ့ထိုင်းအစိုးရနှစ်ရလုံးကဒီလွဲပြောင်းပိတ်အပ်မှုကိုဥပဒေစိုးမိုးမှုအားနည်းနေတဲ့မြန်မာကမ်ဘောဒီးယားနဲ့လာအိုနယ်ဇက်ဒေတာတွေမှာကြီးထွားလာတဲ့ရာဇဝတ်ခိုင်းတွေကိုဖြိုခွဲဖို့အတွက်အနီးကပ်ပူးပေါင်းဆောင်ရွက်မှုရဲ့ရလဒ်အဖြစ်လဲဖော်ပြခဲ့ကြပါတယ်။ရှီကိုလွဲပြောင်းပိတ်အပ်မှုဟာထိုင်းပြည်မဟာဝဇီရာလောင်ကွန်နဲ့မီဘီယာဆုတီတာတို့ပေကျင်းကိုနိုင်ငံတော်ခီးစဉ်မစတင်မီတည့်ရဲ့အလို့မှာဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ကုလသမဂ္ဂမူရဲ့စီဝါနဲ့ရာဇဝမှုဆိုင်ရာရုံ UNODC ကအခုနှစ်အစောပိုင်းမှာထွက်ရှိတဲ့အစီရင်ခံစာတစ်စောင်မှာကြားဖြတ်လုပ်ငန်းကြီးတွေဟာပုံမဝေးလံခေါင်းတီးတဲ့ဒေတာတွေဒါမှမဟုတ် online platform တွေစီပြောင်းရွှေ့ခြင်းဖြင့် live ရောညှိထွေဖြစ်အောင်လှုံ့ဆော်နေတယ်လို့လည်းသတိပေးခဲ့ပါတယ်။ကုလသမဂ္ဂကရှီကိုအရှိတောင်အာရှတလောမှာအင်ချမ်းမြေဆောက်လုပ်ရေးချိုးပြေးရေးနဲ့ blockchain နည်းပညာတွေရင်းနှီးမြှုပ်နှံထားတဲ့စီးပွားရေးသမားတအုပ်ဖြစ်ဖော်ပြထားပါတယ်ရှင်။ ဲ့ PSM News မှာတင်ဆက်ပေးခဲ့တဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှ ပေးပို့ထားတာဖြစ်ပါတယ်။ PSM News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုစိတ်နှပါအေးချမ်းလုံခြုံကြပါစေရှင်။